အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားဇင်အောင်ဖြစ်ပါတယ်2025ခုနှစ်ဇွန်လ25ရက်နနေ့ခင်းပိုင်းစီရီသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ချမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုတောင်ခမ်းဒေသကိုရမန်လေးကလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုအပြင်းထန်ပြုလုပ်လာပြန်ပါတယ်ကံကြီးပါရဲ့အနောက်မြောက်ဖက်နောင်ရဲကြီးကနီးကလုံဝဲကိုအဓိကထားတိုက်ခိုက်မှုပြုလုပ်ထားတာဖြစ်ပါတယ်ပြည်ဦးနယ်အုံမတိဘက်ချမ်းမှာတော့အနေငယ်ပြန်လဲငြိမ်သက်နေပြန်ပြီဖြစ်ပါတယ် စစ်ကောင်စီအားတောင်ခမ်းဒေသမှာအင်အားထောင်ချီတုံးထားပြီးလေကြောင်းလက်နက်ကြီးဒရုန်းအနေနဲ့ဗုံးမိုးရွာသလိုအစွမ်းကုန်တိုက်ခိုက်နေပြီမဲ့ချင်းလောက်အလုံးမဖြစ်တဲ့အခြေအနေကိုရင်ဆိုင်နေရပါတယ်။တိုက်ပွဲဖြစ်တဲ့လက်နက်ကြီးတန်းတွေအားကြောင်မဲကနေအတိုင်းသားဂျမန်လေးကကြားနေရတယ်လို့ဆိုပါတယ်။စစ်ဘေးချောင်လာတဲ့နောင်ချုပ်ဒေသခံတယောက်ဂျမန်လေးကနောင်ချုပ်မြို့ကိုပြန်လာတော့နေအိမ်မှာပစ္စည်းအပြောင်းအရှာလုံးတရာမရှိဘူးလို့ဆိုပါတယ်။နောင်ချုပ်မှာစေးကြီးမှန်းချက်မပြည့်မဝဖြစ်လာတဲ့အခါ ကြောင်မဲမြို့နယ်တဲကိုလေကြောင်းတိုက်ခိုက်မှုအကြောင်းပဲပြုလုပ်ထားတာရှိခဲ့ပါတယ်။နောင်ထုံမြို့အရှိတောင်မဲဆန်းကိုရမန်နေ့ည9:00ခန်းတိုင်းကနေစပြီးဘုံကျဲတိုက်ခိုက်မှုပြုလုပ်နေတာရှိပါတယ်။ရမန်နေ့ည9:00ခန်းတိုင်းကလည်း SSPV ဟာကြောင်မဲကနေမိုင်းကော့ဘက်ကိုတွားနေတဲ့ TNL စစ်ကြောင်းကိုနှောက်ရှက်ပစ်ခတ်မှုပြုလုပ်ထားပြန်ပါတယ်။ TNL တို့ရဲ့စီးရေးလှုပ်ရှားမှုစီးရေးညီမချက်တွေကိုလည်းလိုက်လံထောက်လှမ်းနေပြီးစစ်ကောင်စီစီတေချာပေါက်သတင်းပို့ပေးနေတဲ့အဖွဲ့ဖြစ်ပါတယ်။ ကင်မရာတွေကတင်းတင်းနာရီမြို့နယ်ထဲမှာလဲစီအန်အန်လေးစီးကိုကြားပြတိုက်ခိုက်နိုင်ခဲ့တာရှိပြီးအထိတ်တိုက်စီးရင်ကိုတော့မသိရှိရသေးဘူးဖြစ်ပါတယ်။တာချင်းမြောင်းဖွဲ့ကိုသိခွန်ရွာသွားဖို့ပြည်ပြန်လာမှာသမုတ်ချုံရွာနီးမှာတိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ရှင်နှန်းပေါ်မှာဒဏ်ရာရငနာတွေနဲ့ရင်မော်လိုက်လုံလုံရေးစစ်သားတွေပါတယ်လို့သိရှိရပါတယ်။သိခွန်ရွာစစ်ကြောင်းဟာမောတောင်ဘက်ကိုစစ်ကြောင်းထိုးဖို့သိခွန်ရွာကိုရောက်ရှိနေတာ6လကျော်နေပြီဖြစ်တော့လဲရှစ်ဆက်တိုးမရဖြစ်နေတာပါ။ နောက်လုံးမြို့နယ်တွေမှာလည်းဂျမန်တွေကတိုက်ပွဲပြင်းထန်နေကြတာရှိပါတယ်။မြို့မရဲစခန်းဖေယုံရုံးနဲ့လာဝကရုံးတွေမှာအခြေပြုထားတဲ့စစ်စခန်းတွေကိုပူးပေါင်းတပ်ဖွဲ့တွေကစီးနင်းတိုက်ခိုက်နေခြင်းဖြစ်ပါတယ်။မနေ့7ရက်နေ့ဘွဲလောက်ကနေနေ့လယ်2နာရီခွဲထိမြေပြင်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့သိရှိရပါတယ်။လက်နက်ကြီးလက်နက်ငယ်တွေနဲ့အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီးတိုက်ပွဲဖြစ်ပွားနေစဉ်အတွင်းဒဝဲကနေနောက်လုံးမြို့တွေကိုလက်နက်ကြီးပစ်ခူပေးခဲ့ပြီးအပေါင်းတို့ကိုတော့မသိရှိရသေးဘူးဖြစ်ပါတယ်။ချင်းရီနယ် တိတိမ်မြို့နယ်တဲ့ဟိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုကြောင့်ဒေသခံပြည်သူတွေထိခိုက်ဒေဆုံးမှုတွေရှိနေပါတယ်။ယခုလ22ရက်နေ့ကတိုက်ခိုက်ခဲ့တာဖြစ်ပြီးခိုင်ကားစစ်စခန်းလို့ခေါ်တဲ့အပန်းဖြေစခန်းကိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။စင်ဦးစည်းတယောက်ဒေဆုံးကအမျိုးသမီးတဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ကလေးတန်းနယ်တဲ့ကဖုံလုံးစစ်သည်20ပစလို့ခေါ်တဲ့လူသစ်80နဲ့စုဖွဲ့ပြီးဖလန်းမျိုးကိုပြန်သိမ်းမဲ့စစ်ကြောင်းစုဖွဲ့နေတာရှိပါတယ်။ဦးစည်းကောင်းပေါင်းကအမတ်ကြောင့်ဆက်သွယ်ရေးတိုင်ရင်ကတိုင်ရင်မှုဖြစ်တယ်လို့သိရှိရပါတယ်။အင်အား90လောက်နဲ့သာ ဖလန်းကိုတက်မယ်ဆိုရင်တော့မက်ဆီတွေကြုံကုန်စက်တဲ့နှကုံသားတစ်ခါလဲတည်ပြီးသွားကြပါလို့စစ်ထွက်မိန်ကိုတစ်ခါလဲပြောရမှာဖြစ်ပါတယ်။ကချင်ပြည်နယ်ဟာကနေတာအမိုက်ပုံရွာဘက်မှာထိပ်ပိတ်မှုရှိခဲ့ပါတယ်။နေကင်းပိုင်းမှာတော့လက်နေကြီးရဲ့ပြစ်ခတ်မှုတွေရှိခဲ့ပါသေးတယ်။မွန်ကြီးခရိုင်ပိုပင်မြို့ဝင်တုံးကိတ်ကကိုလာရွှေနဲ့ရောက်တော့ကီယာရဲ့ပူပေါင်းဖွဲ့တွေလက်ချက်နဲ့မက်ဆီကိုက်သွားပါတယ်။သုံးယောက်လို့လည်းတချို့ကဆိုပါတယ်။ကျွန်တော်ကချင်မှာနေခဲ့တဲ့နှောင်းကတော့ပိုပင်မှာတုံးကိတ်မရှိသေးဘူးဖြစ်ပါတယ်။ ကိုပေကနေမြင်းကြီးနားထွက်ဘက်မှာအမှတ်40ချင်းလင်တိုင်ရင်ခြေဆိုင်ပြီးနန်းခွင်မှာတော့အမှတ်921ချင်းပြန်တိုင်ရင်တရှိတာဖြစ်ပါတယ်။မခွေတိုင်းစိတ်ပြုံမျိုးနယ်ကနေစစ်ရင်နား၅စီးတညောင်ဘက်ကိုဆင်းလာတာရှိပါတယ်။ကာဝေးအင်အားစုတွေဘက်ကလည်းစစ်မကျွန်းတညောင်လမ်းပိုင်းကိုယာယီပိတ်သိမ်းတယ်လို့ဆိုပါတယ်။ဆိုတော့အဲ့ဒီစစ်ရင်နား၅စီးဟာတညောင်မှာလည်းရပ်တန့်သွားရမှာဖြစ်ပါတယ်။ဆိုပေမဲ့ကာဝေးတပ်တွေဘက်ကနိုင်ပိုင်းအတွင်းမှာပဲလမ်းအုံပြုတ်ခွင့်ပြန်ပေးခဲ့တယ်လို့ထပ်မံသိရှိရပါတယ်။ ဗရန်ဒန်နဲ့နိုင်ငံစစ်မျက်နှာမှာတော့ဂျမန်နဲ့နေ့လယ်ပိုင်းမှာဝက်စာချင်းဘက်ကိုစစ်ကြောင်းထိုးဝင်ရောက်လာတာရှိပါတယ်။ညနေပိုင်းမှာတော့စစ်ကြောင်းဟာညောင်မင်းကောင်းကနေပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ဒေသခံသတင်းရင်းမြစ်ထံမှသိရှိရပါတယ်။ကာမမြို့နယ်ရန်ကုန်ရမှာရောက်နေတဲ့ရိတ်ခါရင်နဲ့ဟာဂျမန်နဲ့နေ့လယ်ပိုင်းမှာစတင်ထွက်ခွာလာနေတာကိုတွေ့ရပါတယ်။လွန်ခဲ့တဲ့၅ရက်ကစလီမြို့ခြေစပ်အမှတ်416ချင်းမြန်တိုင်ရင်ကနေအင်အား60ပါစစ်ကြောင်းဟာ လွန်ကျယ်ထိုင်ခံကြေးရအနီးမှာတော်လိုင်းတပ်ဖွဲ့တွေနဲ့တနာရီနီးပါးရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တာရှိပြီးနေ့တဲ့တနာရီဝင်းကျင်မှာစူပါကြေးရကနေအိမ်တွေကိုစစ်ကောင်စီအားမိချိုဖျက်ဆီးခဲ့လို့အင်ဂျီ60ကျော်မိလောင်ခဲ့ရတာရှိပါတယ်။စစ်ကြောင်းတွေပြန်ရောက်သွားမှတော်လိုင်းတပ်တွေမိငိမ့်တက်ခဲ့ရတယ်လို့လည်းသိရှိရပါတယ်။၎င်းတိတိဖြစ်စဉ်မှာစစ်ကောင်စီတပ်သားနဲ့ရောက်မိုင်းထိပြီးမက်ဆီကိုက်ခဲ့တယ်လို့ဆိုပါတယ်။အင်းစိန်ချင်းထောင်ကထောင်ပြောင်းချင်းသားတွေကိုပြည်ချင်းထောင်မှာမဟုတ်ပဲတရရဲ့ချင်းထောင်ထိပို့ဆောင်လိုက်တာဖြစ်ပါတယ်။မာယံဝအဖွဲ့တွေအထူးကယူဆိုင်ဖို့လိုအပ်နေပြီလို့ အရေးပေါ်သတိပေးလိုက်ရပါတယ်။မန္တလေးတိုင်းညာဦးမြို့နယ်ထဲမှာတင်ကားတွေပါဝင်တဲ့စစ်ကြောင်းတို့ဝင်ရောက်လာမှုကြောင့်ကြီးရွာဆက်နွေရွာကဒေသခံ2000ကျော်နေရစွန့်ခွာထွက်ပြေးနေကြရပါတယ်။စံမြန်နေ့မနေ့ဆယ်နာရီခွဲကမှာအင်အား80ခန်းရှိတဲ့စစ်ကြောင်းတို့ကြောင့်တောင်စီရဲစခန်းကထွက်လာခဲ့တာဖြစ်ပြီးအင်အား80ဝန်းကျင်ရှိတဲ့တင်ကားပါစစ်ကြောင်းဟာညာဦးမြို့ထဲကထွက်လာတာဖြစ်ပါတယ်။ရဲစခန်းကထွက်လာတဲ့အင်အား80ပါစစ်ကြောင်းဟာအနောက်အုံရွာနဲ့ဇီးပြူပင်ရွာကြားမှာ တော်လိုင်းအင်အားစုတွေနဲ့ချင်းတွေ့တိုက်ပွဲ15မိနစ်ခန့်ဖြစ်ပွားခဲ့ပြီးတော်လိုင်းတပ်ဖွဲ့ဝင်တို့မစိုးရင်ရဒဏ်ရာရရှိခဲ့ပါတယ်။နောက်ဆုံးအချိန်ရတင်အားပါစစ်ကြောင်းဟာမြေတန်းအောင်ကြည့်ရမှာရောက်ရှိအခြေပြုနေပြီးတောင်စင်းကထွက်လာတဲ့စစ်ကြောင်းကတော့အလဲစည်းပြင်ပင်ရွာမှာအခြေပြုနေသေးဖြစ်တယ်လို့သိရှိရပါတယ်။စစ်ကြောင်းတွေနဲ့အတူပါလာတဲ့တင်အားတွေကိုရုရှားဂျင်မောင်းနေမောင်းနေနေတယ်လို့ပြောနေကြတာရှိပါတယ်။တကယ်လားဆိုရင်တော့အဲ့ဒီရုရှားတွေတော်တော်ကြီးလိုက်မဲ့ဝိထုတ်ကားလို့ဆိုရမှာဖြစ်ပါတယ်။ တောင်သာမြို့နယ်ကံမတနက်ပင်ဈေးမကြီးရွာတွေကိုစစ်ကောင်စီစစ်ကြောင်းတွေအင်အားလုံးကြီးနဲ့ဝင်ရောက်လာကြပြီးနေမိရှို့ချင်းစက်ပြဖမ်းဆီးခြင်းတွေရမန်လေးကပြုလုပ်ခဲ့တာရှိပါတယ်။နေကင်းပိုင်းမှာတော့ညညာခြေဆိုင်အမှတ်15ချင်းမြန်တရင်ကနေတော့ပူရွာဝင်းကျင်ကိုလက်နက်ကြီးနဲ့နှစ်ချက်ပြစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။မြို့ဝကျွန်တော်ဒေသလေးမြတာမြို့နယ်တွေကရွာတွေတော်တော်များများဟာဒလန်တွေရဲ့သတင်းပေးမှုတွေကြောင့်နေချောင်းတိုက်ခိုက်မှုအလူလဲခံနေရရှာပါတယ်။ လော့ကထားရွာဆိုရင်ကုန်းလမ်းတွေပိတ်ဆို့ထားပြီးရေလမ်းတွေကိုလည်းအစစ်အစစ်တင်းကျပ်နေရရှိပါတယ်။အိုင်လူမျိုးရွာဆက်စကန်းကိုလည်းဒေသခံတွေကမရှိရှိတာနဲ့ရှာကြံထောက်ပံ့နေကြရပါတယ်။လောက်ကျန်တဲ့မားတွေပိတ်နေတာကတော့စမ်းကြီးရွာကကြမ်းဖက်ပါတီဝင်တွေဖြစ်ပါတယ်။စိန်တော်ရွာကိုကာဝေးအင်အားစုတွေတည်ထားဖို့လိုပါတယ်။ကြီးလက်ဝင်ကြီးလုပ်နေတဲ့ဘုံမူအောင်မြင့်ဆိုးရဲ့ဇာတိဖြစ်ပြီးစစ်ကြောင်းဘုံတွေရှိနေတတ်ပါတယ်။အေရီမြေထဲမှာတော့စစ်ရင်စနစီဆန်တက်လာတာရှိပါတယ်။ အဆိုပါစစ်ရင်တွေဟာ ARI တိုင်းဝါခဲမမြို့နယ်တဲကနေထွက်လာတာဖြစ်ပြီးယခုလ22ရက်နေ့ကခင်းစဉ်စတင်ခဲ့တာဖြစ်ပါတယ်။ဂျမန်လေးကတော့ဆလင်းမြို့နယ်အတွင်းကိုရောက်ရှိလာခဲ့ပြီးတမ်မြာကန်နဲ့ဂျီနန်ကျောင်းမြို့တို့မှာညအိပ်ရန်နာခဲ့တယ်လို့သိရှိရပါတယ်။ဂျီနေပေါ်မှာရိခါခဲရန်အင်အားပြည့်အဖွဲ့တွေနဲ့တန်ဆက်ကရင်တွေတင်ဆောင်လာတာကိုတွေ့ရပါတယ်။စေကြောက်ဘောဝင်စိတ်ကြမ်းမှာညာနာမှာဖြစ်ပြီးဗမော်ကိုဆက်တယ်မယ်ဆိုရင်တော့ဂျမန်နှစ်ကလို့တင်မော်မီဖုတ် VBG တွေကိုတွေ့ကြရအောင်မှာဖြစ်ပါတယ်။ ဂျမန်နဲ့ညဟာဆိုပါရင်လည်းဟာညာဦးနယ်တဲ့ကိုဝင်လာပြီလို့သိရှိရပါတယ်။ KNDB နဲ့ဖဲကုံခြေဆိုင်အမှတ်336ချင်းမြန်တိုင်ရင်ကနေတမြန်လေးကလက်နက်ကြီးနဲ့ပြစ်ခတ်မှုတွေပြုလုပ်လာခဲ့လို့အင်းရှိပဲချမ်းကခြေပါချုပ်ပြန်လဲတိတ်ဆောင်နေကြပြန်ပြီဖြစ်ပါတယ်။လက်ဘောရွာဘက်ကိုလက်နက်ကြီးနှလုံးအင်းနောက်ဘက်ချမ်းကိုတလုံးကြားရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီနဲ့ပိုးပြည်သူပိုးပြည်သူစစ်တွေဟာတောင်ဘုတ်ကွဲထီပြန်လဲဆုတ်ခွာသွားပြီးညနေပိုင်းမှာတော့ဆောင်းနှန်းကျဲကိုလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်လာခဲ့ပါတယ်။ စစ်ကောင်စီဟာပြည်နီနယ်မြေမိုးပြဲကိုတစ်ချိန်လုံးတိုက်စစ်ဆင်အာရုံပြောင်းထားပြီးနေပြည်တော်နယ်မြေတဲကနေစစ်ကြောင်းတွေဖြည်းဖြည်းချင်းစိတ်ဝင်ထားတာရှိပါတယ်။ကာဆန်းနာထီရောက်လာပြီဖြစ်ပါတယ်။ကာဆန်းရွာဟာကရမ်းပြည်သူ့ဂွန်းထဲမှာရှိတဲ့စစ်ချိန်စခန်းနဲ့အများကြီးဝေးကွာလာတာမဟုတ်သလိုစီမှုနဲ့လမ်းပေါက်တဲ့နေရာဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။စလည်းဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။တိုက်ပွဲရှိရင်အောင်ပွဲရှိရင်